Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းအကြောင်းအရာကတော့တကြံကာလာဥပုပ်သတင်းသီလခံယူစောက်တီပွဲအခမ်းအနားကျင်းပပြုလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တမိုင်းဝင်မဟာဓမ္မယန္တိအိန္ဒိယဇေယီတော်မြတ်ကြီးရဲ့ကိုဘကအဖွဲ့ဝင်များမှကြီးမူကျင်းပတဲ့တကြံကာလာဥပုပ်သတင်းသီလခံယူစောက်တီပွဲအခမ်းအနားကိုတော့ဧပြီလ23ရက်နေ့မှဧပြီလ9ရက်နေ့အထိ၅ရက်တိုင်းကျင်းပပြုလုပ်နေတာဖြစ်ပြီး ီကနေ့ဧပြီလ15ရက်တကြံအကြံနေမှာတော့ဥပုပ်တရင်သီလခံယူစောက်တီဝဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရမှာအခမ်းအနားကို နမောတတ၃ချိန်ရွဆိုကဖျားကတော့ဖွင့်လေခဲ့ပြီအိန္ဒိယဇေဒီတော်ဩဝါရာစရိယအဖွဲ့ဝင်ဗဒနာတန်ဝရာမဟာတတမဇောဒီကဒဇထံမှာ၈ပါးသီလခံယူစောက်တီခဲ့ကြပါတယ် အဲဒီနောက်မှာတော့ကောဘကအဖွဲနဲ့အပရိသတ်အပေါင်းတို့မှဆရာတော်ဘုရားကြီးထံလူဝဲဝိထုပစ္စည်းများစက္ကပ်လူဒန်းခဲ့ပြီးစီရောဂောဘကအဖွဲဥက္ကဋ္ဌမဟာတတ္တမဇောတိကတဇာဦးမျိုးမင်းအားအလူရှင်များမှအလူငွေများပေးရအလူဒန်းခဲ့ပြီးအလူရှင်များကိုဂုံပြူမှတ်တမ်းလာများပြန်လည်ပေးရခဲ့ပါသည် တဆက်သေးမှာပဲဆရာတော်ဖျားကြီးမှာလှူဒန်းမှုအစူးစူတို့အတွက်ဝမ်းမြောက်ဖဲအနုမောနာတရားနှင့်ရေဇက်ချတရားတော်များချီးမြှင့်ပေးသနာတော်မူခဲ့ပြီးဒီကနေ့ဧပြီလ15ရက်တကြံအကျက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ဥပုပ်တည်င်းသီလခံယူစောက်တည်ပွဲအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်ထုသုံးကျင်ရွဆူ၏အောင်မြင်စွာဆုတောင်းပြီးတဲ့နောက်ယောဂီများဥပုပ်တဲများကိုစတုဒီတာသမင်းဟင်းကျွေးမွေးလှူဒန်းခဲ့တယ်လို့သိရပါတယ်တရားထိုင်ခြင်းကြောင့် စိတ်ခံစားမှုကောင်းစေခြင်းအာယုံစူးစိုက်မှုကောင်းစေခြင်းဖန်တီးတင်ထွေနိုင်စွမ်းကောင်းခြင်းဖန်တီးတင်ထွေနိုင်စွမ်းကောင်းခြင်းအရွယ်တင်နှုပြိုစေခြင်းအကျင့်ဆိုးတွေကိုဖျက်နိုင်စေခြင်းစိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်စေခြင်းကိုရင်းရောင်ရမ်းမှုရော့ကျစေခြင်းကောင်းမွန်စွာအိမ်မောကျစေခြင်းစားတဲ့အကျိုးကျေးဇူးများကိုရရှိမှာပင်ဖြစ်တယ်လို့သိရပါတယ်။ တမိုင်းဝင်မဟာဓမ္မယန္တိအိန္ဒိယဇေယျတော်မြတ်ကြီးရဲ့ကောပကအဖွဲ့ဝင်များမှကြီးမူခြင်းပါတယ်။တကြံကာလာဥပုပ်တည်င်းတီလခံယူစောက်တီပွဲအခမ်းအနားကိုတော့ဧပြီလ23ရက်နေ့မှဧပြီလ18ရက်နေ့အထိ9ရက်တိုင်းကျင်းပပြုလုပ်နေတာဖြစ်ပြီး